အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမောကောင်းတောင်းပေးလိုက်ပေါ့နော်အဲ့တော့ဒီနေ့နေ့လေမှာတော့ဒါကျွန်တော်တို့ဒုတိယအသင်းပေါ့ကျွန်တော်တို့အသင်းကြောင့်ကျွန်တော်ပြောမယ် ျွန်တော်တင်သတင်းနဲ့အရင်ဆုံးစဖွင့်မယ်ပေါ့နော်တော်တန်ဟော့စပါတင်းနေတဲ့အခုလက်ရှိမှာတောမန်ဖရန်ကိုလက်ရှိအန်ဒီထားရထုတ်ပြဖို့အတွက်အဆီဇင်မရှိသေးဘူးဆိုတဲ့သတင်းနဲ့ဒါပထမအဆုံးနဲ့စတင်ပြီးသတင်းဖွင့်နေတယ်ပေါ့နော်အဲ့တော့တော်တန်ဟော့စပါတင်းကလက်ရှိမှာရလက်တီးရတာကျွန်တော်တို့အတီငိမ်မဖြစ်သေးပေမဲ့လက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုလည်းရလက်တီးရတာအနေမြင့်တက်ကြတယ်သွားနေခဲ့ပေမဲ့တောမန်ဖရန်ကိုလက်ရှိမှာနီးပြအနီရာအတွက်ဒါကျွန်တော်တို့လက်ရှိဘုတ်အဖွဲ့ကနေပြီးတော့အချိန်ဒီတစ်ခုရတာကျွန်တော်တို့အချိန်ပေးဦးမယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့တောမန်ဖရန်နေတဲ့အချိန်ဒီတော့အများကြီးမရှိဘူးဆိုတဲ့စကားလုံးကိုလေးဒါကျွန်တော်တို့ နောက်ဆုံး update တင်ရသိရတယ်ဘောနော်အဲ့တော့တရှိမှာ total hotspot တင်လာတာကျွန်တော်တိပေါ်ဘုတ်ဘွက်ကနည်းနည်း volleyball ပုတ်တယ်လို့ဆိုအောင်ဗောနော်ဒါပေမဲ့တစ်ခါမှဒီလိုမျိုးဒါကျွန်တော်ကိုရီနဲ့ကောင်းသော volleyball ပုတ်ချင်းလဲတစ်ခါမှမတွေ့ရဒါပေမဲ့ဒါဒီခါတော့ကောင်းသော volleyball ပုတ်ချင်းဗောနော်အဲ့တော့လက်ရှိဒါကျွန်တော် Vivian Lewis တို့အုပ်စုအနေနဲ့ဒါ Daniel Levy လောက်ခဲ့တဲ့ဒါကျွန်တော်တို့ အသင်းရဲ့ဒါကျွန်တော်တို့ခန်းစားချက်တွေကအခုဒီအသင်းပေါ်မှာဒါကျွန်တော်တော်တော်လေးကိုထိထိခိုက်ခိုက်ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတို့နေယူဆတယ်ပြောချင်တာပြလက်ရှိဒါ squad ရဲ့အားနည်းမှုတွေကဒါ Tom Frank မှာလည်းပြဿနာအများကြီးရှိတာမှန်ပေမဲ့သူ့အနေနဲ့ဒါတော့လက်ရှိပါဘုတ်ဖွဲ့တွေးတာပေါ့နော်ဒါကျွန်ပြကျွန်တော်အမြင်နဲ့ပြောပြဘုတ်ဖွဲ့တွေးတာဘုတ်ဖွဲ့တွေးနေလက်ရှိမှာဒါ Tom Frank ကလည်းအပြစ်တွေအများကြီးရှိတာမှန်ပေမဲ့လက်ရှိမှာသူတို့ရဲ့ဒါ Premier League squad အနေနဲ့လည်းအားနည်းတယ်ဆိုတာကိုဒါကျွန်တော်တို့လက်ရှိပိုင်ရှင်အနေနဲ့ဒါတို့အနေနဲ့မြင်ကြည့်နေပေါ့နော်အဲ့တော့ ရည်ရတာပြကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကလက်ရှိမှာပိုင်းရှိအစ်တတီလိုပုံစံမျိုးတောင်ခံစားရတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ကရောက်လာခဲ့တယ်။ဘာကြောင့်လဲတကယ်လဲအဲ့လိုပုံစံမျိုးဖြစ်နေတဲ့နေရာမှာပါတယ်။ Common friend တွေအခုလက်ရှိမှာ spa အသင်းနဲ့ပတ်သက်ပြီးအချိန်တွေအများကြီးတော့မရှိနေဘူး။ဒါလက်ရှိမှာ Total House spa အသင်းကတော့ကျွန်တော်နီးပြနေရအတွက်တချို့သော market တွေမှာစတင်ပြီးစိတ်ဝင်စားမှုတချို့ကိုပြသနေတယ်ဆိုတော့ကတော့ Matlock ကသူ့ရဲ့ဒါကျွန်တော် Twitter စာမျက်နှာပေါ်မှာရေးသားထားခဲ့တွေ့ရမယ်။ဒါပေမဲ့ ဘမဖရန့်နဲ့ပတ်သက်ပြီးလက်ရှိမှာဒေါတာဟော့စပါအသင်းကထုတ်ပြဖို့လဲအလင်းစီလိုလှုပ်မှာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်။ဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော်ချိန်လုံးဒါကျွန်တော်နီးပြထုတ်လိုက်နီးပြပြုတ်လိုက်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်လက်ရှိလုပ်နေတာတက်ဆိုင်အသင်းကနီးပြတာလက်ရှိနီးပြကိုထိုက်တင်တဲ့လောက်အချိန်တစ်ခုပေးပြီးတော့လိုအပ်တာလေးတွေကိုလည်းဝယ်ပေးဖို့အတွက်လက်ရှိမှာစဉ်းစားသွားအောင်မယ်လို့သိရတယ်မှာပါ။အဲ့တော့ ကျွန်တော်ပြောခဲ့သူပဲလက်ရှိမှာဒီပိုင်ရှင်ပုံစံမျိုးတွေနေနဲ့ဒီနှစ်စောင်းရသည်အတွင်းမှာတကယ်လှုပ်လှုပ်လားမလှုပ်လားကျွန်တော်သိရမယ့်တဲမှာပါတယ်မက်လောရဲ့ပြောပုံရတော်တန်ဟော့စပါအသင်းကလက်ရှိ market ထဲမှာလာမဲ့ညွေအုပ်လာမဲ့စောင်းရသည်မှာ left wing နေရာအတွက်က striker နေရာအတွက်ကငွေသုံးသွားမှာဖြစ်ပြီးပေါင်သန်း150နဲ့ပေါင်သန်း160ကြားကိုကစားသမားနှစ်ယောက်အတွက်အသုံးပြုသွားနိုင်တယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တဲ့မှာပါတယ်အဲ့တော့ သူတို့အနေနဲ့အခုလက်ရှိမှာပိုင်ရှင်တွေနဲ့ဒါရလက်ပိုင်းကဆိုးရွားနေတာကိုသူတို့အနေနဲ့ဒါဒန်နီယယ်လီဗီရဲ့ဒါကျွန်တော် squad planning ကအားနည်းခဲ့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီလိုမျိုးခံစားနေရတဲ့ view ဆိုင် Tomfred မှာပြဿနာရှိမယ် Tomfred မှာဒါလက်ရှိမှာလူကောင်းတွေရှိနေခဲ့မယ်ဆိုရင်သူတို့အနေနဲ့ဒီထက်ပိုပြီး improve များလုပ်ပြနိုင်အောင်မလားဆိုတဲ့ပုံစံမျိုးကိုဒါအသင်းဘက်ကနေစောင့်ကြည့်နေတဲ့သဘောမှာရှိရတယ်။ဒါကြောင့်မို့လားဒီလောက်ကိုပြောရမယ်ဆိုတော့ Tomfred ကိုဒီတိုင်းဆိုရင်တော့စောင့်ရသည့်အပြောင်းအရွှေ့မှာဒါလူဝယ်ဖို့အတွက်ကောလူနေထားရကောဒါကျွန်တော်ထပ်ပြီးရောဖြစ်တင်းဖို့အတွက်ရှိတယ်။ Tomfred ကိုတိုင်းကလက်ရှိမှာဒါ Arsenal ရဲ့ဒါကျွန်တော်သတင်းစာရှင်းလင်းပွဲကိုပြန်သူပြောတော့ ွားခဲ့တယ်ဗောနော်ဒါ Louis တို့မိသားစုအနေနဲ့ဒီအသင်းကိုဒါနောက်ကနေထောက်ပံ့မှရမယ်မထောက်ပံ့ဘူးဆိုရင်တော့ဒီအသင်းနဲ့ဒီလိုပုံစံမျိုးကိုပြောဒါပေမဲ့လက်ရှိမှာပေါ့နော် Tommy Friend အနေနဲ့ဒါကျွန်တော်ဟိုနေ့ကဒါကျွန်တော်ဗီဒီယိုတပုတ်ကတမတိကလည်းဗီဒီယိုတို့ကျွန်တော်လက်ရှိမှာ Spa နဲ့ပတ်သက်ပြီးတတိတပုတ်အများနဲ့တင်နေတဲ့သဘောမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့လက်ရှိသဘောမကျတဲ့အချက်ကဘာလဲဆိုတော့ ကိုပြေကိုတာဝန်မယူနိုင်တဲ့ပြဿနာကိုတော့မဲ့ဖရမစာတင်ပြီးတွေ့လာခဲ့ရတယ်။ Brentford မှာတော့အဲ့လိုဒီ pressure သူ့မှာမရှိခဲ့ပုံရပါတယ်။ Brentford ဆိုတဲ့အချိန် Brentford pressure လောက်ပဲရှိမဲ့အနေထားမှာရှိပြီးတော့ Tottenham Brent အနေနဲ့ခုလက်ရှိမှာ Tottenham Hotspur မှာ pressure အသစ်တွေအများကြီးရလာခဲ့တယ်။ Spurs ပြည်သက်တွေဒါ unrealistic expectation လို့ခေါ်တယ်။ဒါကျွန်တော်လုံးဝတာမန်မကြတဲ့ဒါကျွန်တော်မျှော်လင့်မှုတွေကလည်းအများကြီးရှိခဲ့တယ်။ပြောချင်တာ Spurs ပြည်သက်တော်တော်များ199ရာခိုင်နှုန်းကအကုန်လုံးကဒါ Premier League ရကျင်တဲ့လူတွေနဲ့ Champions League ရကျင်တဲ့လူတွေကတော်တော်လေးကိုများတယ်။အဲ့ expectation တွေကိုလက်ရှိမှာ Thomas Brand တယောက်မခံစားနိုင်တဲ့ပုံမှာပေါ်ပါတယ်သူနဲ့သူတားလက် press မနေ့ကတော့ကျွန်တော်တို့အာစနိုတနေ့ကတော့အာစနိုအသင်းကိုရှုံးခဲ့ပြီးတဲ့နောက်မှာသူ press conference ပြောပုံရကြည့်မယ်ဆိုရင်ပြည်သက်တွေကြားထဲမှာတော်တော်လေးကိုစိတ်ပြက်စေခဲ့တဲ့စကားလုံးတစ်ခုသူပြောခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့သူအနေနဲ့သူပြောသွားခဲ့တာကကျွန်တော်အနေနဲ့အခုလက်ရှိမှာဒီအသင်းကတော့ကျွန်တော်မနေ့ကပွဲအာစနိုပွဲစဉ်တော့စိတ်ပြက်စရာတအားကောင်းခဲ့တာကိုတွေ့ရမယ်ကျွန်တော်နေတာကိုလည်းတာဝန်ယူတဲ့ဘာညာဆုတဲ့စကားလုံးကိုပြောခဲ့တယ်ဒါပေမဲ့သူနောက်ဆုံးပြောခဲ့တဲ့အကြောင်းတစ်ခုကလာပြည်သက်တွေကြားထဲမှာတော်တော်လေးကိုရောသာထွက်စေခဲ့တဲ့နေရာမှာဒီလက်ရှိလူစည်းရင်းကတော့ကျွန်တော်တို့ မနစ်ကအစင်းစခွန်ရတာကိုပြိတ္တတွေကိုသတိရပါဆိုတဲ့ပုံစံမျိုးပြောလိုက်ခဲ့တယ်။ပြောချင်တာဗျသူလက်ရှိလုပ်ပေးနေတာကမနစ်ကဒါအစစ်စခွန်မှာတိုင်ပတ်နေခဲ့တဲ့အသင်းသင်းဆိုတဲ့ပုံစံမျိုးကိုသူပြောနေတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ်။အမှန်တိုင်းပြောရမယ်ဆိုရင်ပေါ့နော်ဒါလက်ရှိကျွန်တော်အနေနဲ့ပုံကိုကြီးရာ personality ရာကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒါက bullshit တတတာဖြစ်တယ်။ ်လက်ရှိမှာဒေါက်တာဟော့စပါတင်ကမင်းနစ်ကဆက်ဆက်ခွန်ပါကြောင်းရခဲ့တယ်ကျွန်တော်အနေနဲ့လက်ရှိမှာမင်းနစ်ကဇာဗီစမွန်မရှိဘူးဟုတ်တယ်ဟုတ်ဒါဇာဗီစမွန်လို့ကစားသမားမျိုးမရှိဘူးဒါလက်ရှိမှာကျွန်တော်ဒါမင်းနစ်ကလို့ squad planning ကောင်းကောင်းကစားသမားကျွန်တော်မှာမရှိခဲ့ဘူးပြီးကျွန်တော်မင်းနစ်ကတရာတီလုံးမှာလက်ရှိမှာဒါကျွန်တော်တို့ Tommy Frank အနေနဲ့သူကဒါအချောင်ပြီးရှောက်ပြောတာမှန်မယ်ကျွန်တော် Edge Boss ကကိုကာကွယ်ပေးတာမဟုတ်ဘူးနော်သူကခုနကမင်းနစ်ကကျွန်တော်မင်းနစ်က Manchester City အသင်းကိုကျွန်တော်တို့ဒါမမေရသူတို့ရဲ့အိမ်ကမှာ4-1ဆိုတဲ့4-0ဆိုလား4-1ဆိုရဲ့ကျွန်တော်နိုင်သွားတဲ့အချိန်မှာကျွန်တော်ရဲ့ Kansas City Pairing က Archie Green နဲ့ Dragu စင်းဖြစ်တယ်။ Thomas Frank လက်ရှိကံကောင်းခြင်းက Romero နဲ့ Van der Ven ကို share သုံးနေရ Romero နဲ့ Van der Ven ကလက်ရှိ Thomas Frank လက်ရှိရာဒီမှာတော်လေးကိုဆုပ်ပြတ်တက်နေတာကိုတွေ့ရမယ်။အဲ့လိုရှင်ကြီးဆိုရင်ဒါလက်ရှိမှာ Ash Poster Cockglue တရသူ့ရဲ့ပထမအဆုံးရာဒီမှာဒီလိုချိန်မှာဒါလုံးဝရှုံးမွဲမရှိစံချိန်တစ်ခုကိုချိန်ထားပြီးတော့ဒါ Premier League မှာလက်ရှိဒါ Tottenham Hotspur ရဲ့တမိုင်းတစ်ချောင်းမှာအမှတ်အများကြီးယူထားတဲ့စံချိန်တစ်ခုကိုတင်ထားခဲ့တာပေါ့။ အဲ့တော့ပြောချင်တာခုနကပြောသူပဲကျွန်တော်ပြောတာကိုလိုကိုလိုအားနေရှိရလူဆွမပလိနေအဲ့လိုပလိညင်းဆိုဒါဒေါက်တာဟော့စပါတင်ကဒါမနစ်ကဒါယူရိုပါလိချန်ပီယံလीအခုလက်ရှိမှာယူရိုပါလိချန်ပီယံတင်းလို့ကစားနေသလားကျွန်တော်တို့နေပြောကျွန်တော်ပြောတာအဲ့တော့ ရှင်းတာပြောပြောချင်တာပဲလက်ရှိမှာကျွန်တော်တို့မှာဒါဒီနှစ်မှာ investment တွေရှိတယ်ဒီနှစ်မှာကျွန်တော်တို့ဒါ Premier League ရဲ့အကောင်းဆုံးသောဝင်ငွေတရက်ကိုကျွန်တော်တို့ဒါ West Ham အကောင်းဆုံးသောဝင်ငွေတရက်ကိုကျွန်တော်တို့ဒါ Mohammed Kudus လို့ကစားသမားမျိုးခေါ်ပြီးထားခဲ့တယ်။ Xavi Simon လက်ရှိမှာ Prodigy တရက်ကိုကျွန်တော်တို့ခေါ်ပြီးနိုင်ခဲ့တယ်။နော်အဲ့တော့ပြောချင်တာရှေ့ရှေ့လေကျွန်တော်တို့မှာလက်ရှိမှာ squad planning ကမနစ်ကကျွန်တော် OG ဥမာဖြစ်နေတဲ့ Son Heung-min ကိုကျွန်တော်တို့သုံးနေရတာမှာဒီတက်ပို့ပြီးတော့အဆင်ပြေခဲ့တဲ့ moment တွေရှိခဲ့တယ်။အဲ့တော့အဆင်ဆက်ကုန်ဆိုတဲ့ဥစ္စာမျိုးကပြောရလွယ်ဒါပေမဲ့ Europa League Champion ဆိုတဲ့စကားကသူမပြောပါလားကျွန်တော်ပြောချင်တဲ့အိပဲဒါကိုပြောချင်တာ။ ဲ့တော့ပြောချင်တာဟုတ်လားပေါ့ဆို exposure ကကူတရားကိုကျွန်တော်ဒီနေရာမှာကျွန်တော်ပြန်ပြီးလွယ်ဆိုတော့မပြန်လဲမလို့ဂျုံတာဘုမလေးပြောဒါပေမဲ့ exposure ကကူ तू ဘလောက်ပဲလွယ်ခဲ့လွယ်ခဲ့ तू ရှေ့ရလူတွေ तू ဘယ်တော့မှမပလိမ့်ခဲ့ဘူးဒီကျွန်တော်ဒီလီးပြရတဲ့မှာ Antonio Conte တရားပဲရှေ့လီးပြတွေ तू အမြဲတမ်းပြောပြောခဲ့နေထားမှရှိတယ်ဂျိုဆင်းမော်ရီညိုကသူ့ဘာကိုထွက်သွားပြီးမှမချင်တဲ့လူပြောတာတွေရှိပေမဲ့တကယ်လည်းပြန်ကြည့်မယ်ဂျိုဆင်းမော်ရီညိုလည်းလီးပြဖြစ်တဲ့ချိန်မှာအရင်လီးပြနဲ့ပတ်သက်ပြီး तू အနေနဲ့ဘယ်တော့မှမပြောခဲ့ဘူးအဲ့တော့ပြောချင်တာရှင်းရှင်းလေးအဆင့်ဆက်ခွန်ရတဲ့ squad ဆိုရမယ်ဒါဟာ Europa League ရတဲ့ squad ဆိုတာလည်းမမေ့ရမယ့်အနေထားမှရှိတယ် ဒီပြနေခုနပေါ်ဆိုရဲဒါကျွန်တော်စွတ်ဆက်ပြီးတာဟုတ်တယ်ခုတောင်းဝင်ယူတော့ကျွန်တော်လက်ခံတယ် disappointment ဖြစ်တာလက်ခံတယ်တောင်းဝင်အပြည့်ယူလိုက်ဘာဖြစ်လဲဒါခုနပါအဆက်စကွန်ရဘာဆိုင်လို့လဲကျွန်တော်ပြောရကျွန်တော်အဲ့လိုပြောချင်းဆိုမနစ်ကဒါ United လို့လည်းလုံမတိုင်ပက်ခတာဒါအာမိုရီတို့အဲ့လိုပြောတာမှမဟုတ်တာကျွန်တော်ပြောတာအသီးလားအဲ့တော့ရှင်းရှင်းလေးပြအခုလက်ရှိမှာခုနကပြောလို့ကိုမားရင်ကိုဝင်ခံလိုက်အရင်မနစ်ကဘာဖြစ်ခဲ့တယ်တနစ်ကဘာဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒါဘူးရှစ်တွေပြောနေတာဒါအစ်မပြီးလားကျွန်တော်ပြောတာအသီးလားအဲ့တော့ပြောချင်တဲ့အတိပဲကရှင်းပါလေလက်ရှိမှာဒါကျွန်တော်နီးပြနေနဲ့ ဒီ here to do better ကျွန်တော်လက်ရှိမှာမှန်လိုက်ပြီးတော့ကျွန်တော်လက်ရှိမှာကျွန်တော်ကိုယ်တိုင်လည်းကွင်းနဲ့ကိုပွဲသွားကြည့်တဲ့စေလုံးဝမရှိသေးဘူး maybe ဒီရပိုင်းတွေမှာဒါစိတ်တွေပါပြောင်းသွားမယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဂျားတွေမှာလည်းကျွန်တော်ကံမှာ BG တင်း show မှာပဲဂိုးပြတ်ကျွန်တော်ပြောလောင်းရဲတယ်ကျွန်တော် BG တင်းတွေမှာဂိုးပြတ် show မှာကျွန်တော်နေနေဘလူးမှာ mentally mentally or physically ကဒီကစားသမားတွေရှင်းနိုင်မနေတာမှမရှိဘူးကျွန်တော်အစားတွေ့ပြီးသားဒီတစ်ပတ်မှာဒါကျွန်တော်တို့ဒါ Arsenal ကို show မှာ BG ကို show မှာဒါပေမဲ့ at least ဗျာဒါကျွန်တော်မှတ်မဲ့ရရှေ့နီးပြတွေမှာလည်းဒါ show ခဲ့ပြီဆိုရင်တော့မှ fighting spirit ပေါ့နော်ကစားသမားတွေဆိုတာတစ်ခုခုနီးပြစီတာတစ်ခုခုဆိုတဲ့ပုံစံမျိုးကျွန်တော်တွေ့ကျင်တယ် အခုကကျွန်တော်တို့တက်မှာဟိုခေါင်းဖေးလေးပုတ်ခံလိုက်ခေါင်းလေးပုတ်ခံလိုက်အဲ့ဒီအပုတ်ခံတဲ့ကြားထဲမှာကျွန်တော်ရှုပ်ရှုပ်နေတာရေကျွန်တော်ဘလို့မှလက်မခံနိုင်ဘူးဒါပုံမလင်းပြောတာအဲ့ဒီဥစ္စာမျိုးကျွန်တော်အဲ့ဒီအခြေအနေမျိုးကိုဘယ်နည်းနဲ့မှကျွန်တော်လုံးဝလက်မခံနိုင်ဘူးအဲ့တော့ပြောချင်တာပြ at least ဓာတ်ရုပ်ရှုံးသွားတယ် at this way is the fighting spirit ဘုနာပြောတယ်ပဲဓာတ်ရုပ်အသင်ကတခုခုကွာတစ်ဖက်အသင်ကိုဒုက္ခပေးနိုင် Arsenal ကိုကြာကျွန်တော် edge poster ကိုကူးလက်ထက်မှာကျွန်တော်တပွဲမှမနိုင်ရဲဒါပေမဲ့ edge poster လောက်ကူးလက်ထက်မှာ Arsenal ကိုကျွန်တော်ဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတော့ feeling တခုကျွန်တော်ခံစားရတယ်ဟုတ်တယ်ဟုတ် အန်တိုနီယိုကွန်ဒီခက်မှာအာစနယ်ကိုကျွန်တော်နိုင်ခဲ့တယ်ဖီလင်းတစ်ခုရတယ်ဒီပြတွေမှာအဲ့ဒါမျိုးသွားရတယ်ကျွန်တော်ပြောရသေးလားအခုချိန်မှာကျွန်တော်နိုင်သွားတယ်နိုင်ပွဲဆိုငါတို့ကံကောင်းသွားတယ်ဆိုတဲ့နိုင်ပွဲတွေကဖီလင်းကလွေးဘာမှသိပြမရအောင်ကစားသမားတွေမှာလည်းအခုချိန်မှာတစ်ခုခုကနောက်ကနေပြီးလက်ကိုတားကျွန်တော်တို့ဟိုဟိုလက်ထိတ်နဲ့ချုပ်ထားသူခံစားရတဲ့အနေထားမှာရှိတယ်ဘာလို့လူနီမန့်ကိုမသိပဲလူနီနဲ့ပြဿနာတွေအများကြီးအများကြီးတွေ့လာခဲ့ရတယ် အဖေကပြောနေတာရှင်းတယ်ဒီပြနေကိုဥစ္စာကိုတောင်းဝင်ယူလက်ရှိမှာပိုင်ရှင်တွေအရင်တော့လည်းမတူတော့ဘူးဖြည့်တင်းပေးမယ်လို့အဲ့တော့ဖြည့်တင်းပေးကိုမှမထူဆန်းဘူးဆိုတော့ဖြုတ်လိုက်ကျွန်တော်ပြောရှေ့ရှေ့လေးအရင်တော့ကျွန်တော်ဒါအားသမပိုင်ရှင်ကမထွက်ပေးပါညာဆိုတဲ့စကားပြောလို့မရဘူးဒီနှစ်မှာတို့နေတကယ်တမ်း left wing or striker ကောင်းကောင်းအခုလက်ရှိမှာကျွန်တော်ကစပါပေါ်တူဂီတိုက်စုံမှုဖြစ်တဲ့ဆာမူအိုမိုဒိုရီယာကိုဒါကျွန်တော်စိတ်ဝင်စားနေတယ်တကယ်တော့အဲ့လိုမျိုးကစားသမားကိုဝယ်ပေးမယ် left wing ကစားသမားတယောက်ကိုတကယ်တော့ဆင်မီညိုလိုကစားသမားမျိုး invest လုပ်ပေးနိုင်တယ်ဆိုရင်အဲ့ဒီကစားသမားတွေမှာရပြီမကောင်းဘူးဆိုရင်တော့ထုတ်တာထုတ်ပလိုက်ကျွန်တော်ပြောရှေ့ရှေ့လေး တော့ပဲအဲ့တော့ကျွန်တော်အနေနဲ့တော့ပဲပြောချင်တယ်ဘလုံးဘွဲတွေကိုကြည့်ရှုအောင် use for media ဟုတ်ပါဘူးဟုတ်ပါဘူးမြန်မာကလစ်ပြကြပါဗျမြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကျွန်တော်တော့ကပြပါအောင်တီးပါဗျအားလုံးပဲကြိုးတူပါတယ်